စတိုင်းတိုင်းမုံရမျိုးမုံရမနယ်လေးလမ်းပေါ်မှာကားတွေကိုပတ်စံကောင်းနေတဲ့စစ်ကောမရှင်တဲ့မိုင်းဆွဲတိုက်ခိုက်ခံရပြီးတုံးတည်ဆုံးခဲ့တယ်လို့မုံရခရိုင် MLA တရင်ချင်းတွင် Attack Force ကသိရပါတယ်။အော်တိုဘာလေးရဲ့ညနေ9:35မိနစ်မှာမုံရမျိုးအထွတ်မှာအင်အား10ဦးနဲ့ပတ်စံကောင်းနေတဲ့စစ်ကောမရှင်တပ်ဖွဲ့ဝင်တွေကိုမိုင်းဆွဲတိုက်ခိုက်ပြီးနောက်စစ်ကူလာတဲ့တပ်တွေကိုလည်းထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့မုံရခရိုင် MLA တရင်ရဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံဦးပေတလူကပြောပါတယ်။ အဓိကတော့သူတို့ငွေကြေးကောက်ခံနေတဲ့အချိန်မှာကျွန်တော်လုပ်ဖြစ်တာပဲဟုတ်အပြည်သူတွေကောက်ခံတာပေါ့အဓိကတော့သူကားတွေကိုအဓိကပူပြီးတော့ကောက်တယ်ကြာဟုတ်ကျွန်တော်မိုင်းဆွဲပြီးတော့မှသူတက်ကူရောက်30ကျော်လောက်ပြန်ရောက်ထက်ရောက်လာပါတယ်ခင်ဗျာဟုတ်အဲငွေကောက်ခံတဲ့မှာမိုင်းကတလုံးဆွဲနိုင်ခဲ့တယ်နောက်ကြတော့ပေါ့နော်ဟွာကြတော့ကျွန်တော်တို့တက်ကူလာတဲ့အချိန်မှာမိုင်းတလုံးထက်ဆွဲတယ်ပထမတစ်ခါဆွဲတာတော့ကျွန်တော်3ရောက်ပေါ့နော်3ရောက်ထိတယ်တေတေ သေတယ်လို့တော့တရေရထားတယ်ဒါပေမဲ့အဲတက်ကူလာတဲ့ချိန်မှာတော့ကျွန်တော်ထက်ဆွဲတာတော့9ယောက်ထိကိုက်မှုရှိတယ်ခင်ဗျာဟုတ်ဒီတိုက်ခိုက်မှုကိုမုံရခရယ MLA တရင်ရှင်းရဲ Attack Force အထူးကွန်မန်ဒိုတပ်ဖွဲ့မုံရသဘွိုင်းစ်နဲ့မဟာမိတ်အဖွဲ့တွေကတိုက်ခိုက်ခဲ့ကြတာပါမိုင်းဆဲတိုက်ခိုက်ပြီးနောက်အော်တိုဘာ9ရက်ဒီနေ့မနေ့အထိစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကမိုင်းဆဲခံရတဲ့နေရာမှာပဲတနက်ပြစ်ဖောက်မှုတွေလုပ်နေတာကြောင့်လူသားလူလာနေနေတယ်လို့လည်းသိရပါတယ်ဝန်ရမန္တလေးလမ်းမပေါ် မုံရမျိုးနဲ့တမိုင်ဝင်းကျင်အတွင်းစစ်ကောင်မရှင်တပ်ရဲ့စစ်စည်းဂိတ်ဆယ်ခုကျော်ရှိပြီးအဆိုပါဂိတ်တွေကိုလည်းမကြာခဏတွားရောက်တိုက်ခိုက်လေ့ရှိတယ်လို့သူကဆက်ပြောပါတယ်။